လီဗာပူးအသင်းအတွက်ပြဿနာဖြစ်နေတဲ့ကစားသမားကိုပြောပြလာတဲ့ကယ်ရီနဗီ မန်စီးတီးအသင်းကို3ဂိုးပြန်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာခြေစွမ်းပိုင်းအရရုန်းခံခဲ့ရတဲ့လီဗာပူးကွင်းလယ်လို Florian Wars နဲ့ပတ်သက်ပြီးတော့ Gary Neville ကပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့တာပါ။ Neville က Wars ဟာခလေးလေးတစ်ယောက်နဲ့တွေ့နေပြီးတော့လီဗာပူးအသင်းအတွက်ပြဿနာတစ်ခုဖြစ်လာနေပြီလို့ပြောဆိုသွားခဲ့ပါတယ်။ Wars ကပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့မှာ Bayern Leverkusen အသင်းကနေချိန်မရတဲ့အပြောင်းရွှေ့ခြင်းနဲ့ Anfield ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ Wars ကအရင်ကတည်းက ိုရောပရဲ့အကောင်းဆုံးကွင်းလှည့်တွေကတအူးဖြစ်လာဖို့အလားအလာရှိတဲ့ကစားသမားဖြစ်ပေမဲ့ပရီးမီးယားလိကိုရောက်လာတဲ့အချိန်မှာတော့အသင်းအသင်းနဲ့လယောညီတွေဖြစ်အောင်ရုန်းကန်နေရဆဲဖြစ်ပြီးတော့စတပွဲပါဝင်ကစားခဲ့ရမှာသွင်းကိုရောဂိုးဖန်တီးမှုရောတကြိမ်မှ မလုံနိုင်သေးပါဘူးအဲဒီအတွက် was a ball ဝေဖန်ရေးသမားတွေရဲ့အတန်လေးတဖြည်းဖြည်းနဲ့ထွက်လာနေပြီးတော့ဒနင်းကနေနေကအီတီဟက်ကွင်းမှာကစားခဲ့တဲ့ပွဲမှာလဲ was ရဲ့ရုန်းကန်မှုတွေကထက်မှန်ပြီးတော့ပေါ်လွင်ခဲ့ပါတယ်လီဗာပူးရဲ့ပွဲထွက်ကစားသမား၁၁ယောက်ထဲမှာ မှာဝါစ်ကဘောလုံးထိချက်39ချိန်သာရှိခဲ့ပြီးတော့ဒုတိယအနည်းဆုံးဖြစ်ခဲ့ပါတယ်။အဲဒီအတွက်နဗီကဝါစ်ကလီဗာပူးအသင်းအတွက်ပြဿနာဖြစ်နေပြီလို့ပြောဆိုဝေဖန်လာခဲ့ပါတယ်။ ်ဝါစတာပြဿနာတစ်ခုပဲအတိအကျပြောရရင်ဒါဟာပြဿနာတစ်ခုပဲသူတန်ဘိုးကပေါင်တန်းတရာကျော်တောင်ရှိပါတယ်ကျွန်တော်လွန်ခဲ့တဲ့ရက်နေငယ်လောက်ကမီလိုစကာဆစ်ကိုခလီတယောက်နဲ့တူရယ်လို့ပြောခဲ့ပူပါတယ်အခုတော့ဝါစကလည်းခလီလေးတယောက်နဲ့တူနေတယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုဖြစ်လို့မရပါဘူးသူကလူငယ်တူနိုင်ငံသစ်ကိုခုမှရောက်လာတာဆိုပြီးတော့လာနေငယ်ကြတဲ့အထိကျွန်တော်တို့ဘာမှမပြောဘဲရှောင်နေခဲ့ကြပါတယ်ဒါပေမဲ့ သူ့ကိုတန်းတရာကျော်တော်မှပေးထားရတာဆိုတော့အဲ့ဒီတန်ဖိုးကိုသူထိုက်တန်ကြောင်မကြခင်မှာပြသရပါတော့မယ်။သူမှာအရေးချင်းရှိရာထင်ရှားပါတယ်။သူကတကယ်ကောင်းတဲ့ကစားသမားပါ။နေစနစ်ပိုင်းကလည်းအမကန်းပါပဲ။ဒီနေ့မှာတော့ Matthias Nunes နဲ့တခြားသူတွေရဲ့ဝိုင်းဝန်းထိုက်ခိုက်တာကိုခံခဲ့ရပါတယ်။သူတကွင်းလုံးမှာရုံးကန်နေခဲ့ရတယ်။အရေးသွေးပိုင်းမှာလည်းလုံပြနိုင်ခဲ့တာမရှိပါဘူး။အဲ့ဒီအတွက်သူရဲ့ခြေစွမ်းကတကယ်ကိုစိုးရင်စရာပါပဲ။ဆိုပြီးတော့ Navigo ပြောဆိုခဲ့ပါတယ်။ ဆလဘီယိုလန်ဘီကလီဗာပူးတင်းနေနဲ့ဝါစီအကောင်းဆုံးစွမ်းဆောင်ရည်ကိုထုံယူနိုင်မယ့်နီလန်းကိုရှာဖွေရမယ်လို့ပြောဆိုခဲ့ပါတယ်။ ဝါစတာ NV မှာကစားထားခဲ့တဲ့ကာလအတွင်းချန်ပီယံလိပွဲစဉ်တွေမှာပို့ပြီးတော့အခြေအနေကောင်းခဲ့တာကိုတွေ့ရပါတယ်။ချန်ပီယံလိမှာဆိုရင်ဝါစတာအခွင့်အရေးဖန်တီးပေးမှုအများဆုံး16ချိန်နဲ့ကီလီယန်အမ်ဘာပေနဲ့အတူစံချိန်တင်ထားပါတယ်။ဘီဂရယ်လာကဖရန်ဖတ်ကို၅ဂိုးတကိုးနဲ့အနိုင်ရတဲ့ပွဲမှာဂိုးဖန်တီးမှုနဲ့ချိန်ပြုတ်လုခဲ့ပြီးတော့ဒါဟာအဂိုလာကကစားခဲ့တဲ့ community တိုင်းပွဲနောက်ပိုင်းသူရဲ့ပထမဆုံးအတွင်းဂိုးပါဝင်ပတ်သက်မှု ဖြစ်ပါတယ်။ဝါစတာပြီးခဲ့တဲ့တစ်ပတ်ကရီယယ်မက်ဒရစ်ကိုတကိုးကိုမရှိနဲ့ င်ရခဲ့တဲ့ပွဲမှာလဲဘယ်တောင်ပန်းနေကစားခဲ့ပြီးတော့သူရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့ပါဝင်ကစားခဲ့ရတဲ့မိနစ်အများစုကတော့ဗဟိုကွင်းလယ်နေရာအနေဖြစ်ပါတယ်။ဝါစတာရီယယ်မက်ဒရစ်နဲ့ပွဲမှာလီဗာပူးအတွက်ဒုတိယအကြိမ်အဖြစ်ကစားကွက်ကနေပြီးတော့အခွင့်အရေး၅ကြိမ်ဖန်တီးပေးနိုင်ခဲ့ပြီးတော့ဒီရာသီပြိုင်ပွဲဆုံးမှာတပွဲထက်မကအဲဒီလိုလှုပ်ဆောင်နိုင်ခဲ့တဲ့တဦးရဲသောပရီးမီယာလိဂ်ကစားသမားဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအတွက် Navi က Wars ကို Premier League မှာပါခြေစွမ်းပြနိုင်အောင်လုပ်ရမယ်လို့ပြောဆိုအကြံပြုခဲ့ပါတယ်။သူကနာမည်ကျော်ဂျာမနီလက်ရွေးစင်ကစားသမားပါ။ဒါပေမဲ့အဆင့်တန်းမြင့်မာပြီးတော့ ကင်းထန်ဂျန်တန်နဲ့ပရီးမီယာလိပွဲစဉ်တွေမှာတော့သူစီယာနေမျောလင့်ထားတာထက်အများကြီးလျော့နေနေပါတယ်။သူတို့သူ့ကိုအရှိန်မြင့်ပေးဖို့လိုအပ်ပါတယ်။သူ့ကိုတတိပူရှိလာအောင်အနှိမ့်ငယ်လုပ်ပေးဖို့လိုပါတယ်။ပြီးတော့သူခြေစွမ်းကောင်းနေစတင်ပြသလာစေမယ့်အရာတခုခုလုပ်ပေးဖို့လိုပါတယ်။ဘာလို့လဲဆိုတော့သူတို့လိုရမယ့်အရာကသူ့ကိုဆက်အားပေးပြီးတော့ဇွဲလျှော့မသွားအောင်အမြဲတမ်းထွန်းအားပေးနေရမှာမလို့ပါပဲ။ဆိုပြီးတော့ဂယ်ရီနဗီကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။